ချင်းပြည်အတွင်းချင်းကြီးနောင်တပ်ဖွဲ့ဝင်တွေထိန်းချုပ်ထားတဲ့မြို့နယ်ကျေးရွာတွေမှာအုတ်ချိုရီရန်နရားကိုစနစ်ကျဖြစ်ဖို့စတင်ဆောင်ရွက်နေပြီလို့ချင်းကြီးနောင်တပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူစလိုင်းတမီကပြောပါရယ်လက်ရှိမှာချင်းကြီးနောင်တပ်ဖွဲ့ဝင်တွေတိမ့်ပိုက်ထိန်းချုပ်ထားတဲ့မတူပီမင်းတက်ကံပလက်ကျင်းတွေဖလန်းမြို့တွေမှာအုတ်ချိုရီရန်နရားကိုစတင်ဆောင်ရွက်နေပြီးစနစ်တကျဖြစ်ဖို့လှုံ့ဆော်နေတယ်လို့သူကပြောပါရယ်အဆိုပါမြို့ရွာတွေအတွင်း2021ခုနှစ်2022ခုနှစ်ကာလတွေမှာ စိုးစုတပ်ဖွဲ့ဝင်ရှိနေစဲမို့တော်လိုင်းအင်အားစုတွေအနေနဲ့အုတ်ချိုရရန်ရအကိုအပြည့်အဝမဆောင်ရနိုင်ခဲ့ပဲအကန့်အသတ်နဲ့သာဆောင်ရွက်ခဲ့ရပြီးစိုးစုလုံးဝကင်းစင်သွားတဲ့2024 2025ခုနှစ်ဒီမှာသာအုတ်ချိုရရန်ရအကိုအပြည့်အဝဆောင်ရွက်နိုင်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်ဒီလိုအုတ်ချိုရရန်ရအကိုဖော်ဆောင်ရမှာမြို့နယ်အစဉ်အုတ်ချိုရခရိုင်အစဉ်အုတ်ချိုရတွေထားရှိပြီးချင်းကြီးနောင်တပ်ဖွဲ့ဝင်ထိန်းချုပ်ထားတဲ့နယ်မြေတွေမှာအကောင့်တွေပေါ်ဆောင်ရွက်သွားမှာဖြစ်က အဖွဲ့ဝင်အားလုံးပူးပေါင်းဆောင်ရွက်သွားမယ်လို့စလိုက်တမီကပြောပါတယ်။ဒါအပြင်ချင်းချင်းအောင်တပ်ဖွဲ့ဝင်တွေအနေနဲ့ချင်းမြင်နဲ့ချင်းတမျိုးသားလုံးကိုအကာအကွယ်ပေးနိုင်ဖို့စစ်လက်ခိုင်မာတဲ့တပ်မတော်တရထားရှိပြီးစစ်ရေး၊နိုင်ငံရေး၊လူမှုစီးပွားရေးဆောင်ရွက်နိုင်ဖို့မူဝါဒတွေရေးဆွဲအကောင့်ထွေဖို့ဆောင်ရွက်နေတယ်လို့လည်းချင်းချင်းအောင်တပ်ဖွဲ့ကမေလ10ရက်ကထုတ်ပြန်ထားပါတယ်။